မင်္ဂလာမြန်မာနေ့တက်ပါရှင်နေ့တက်မှာဘေးရန်အခြားအရာမျိုးရပါသူကြောင့်စုမင်ပေါင်းတောင်းလိုက်ပါတယ်မြန်မာနိုင်ငံမှာကြုံတွေ့ရတဲ့ညှင်းထန်တဲ့ငြင်းငြင်းကြောင့်မထိရခံစားရတဲ့သူတွေတို့ကူညီဖို့အချက်လက်ကလေးတွေကိုဒီဗီဒီယိုထဲမှာပြပြပေးထားပါတယ်ညှင်းထန်တဲ့ထိခိုက်မှုတွေကြောင့်ဆုံးရှုံးမှုတွေရရှိသွားတဲ့အခါမှာနောက်ဆက်တွဲစိတ်ဖိစီးမှုပြဿနာတွေကိုရင်ဆိုင်ကြရတာဖြစ်ပါတယ် post traumatic stress disorder လို့လည်းခေါ်ပါတယ် post traumatic stress disorder ကတော့ခုလိုမျိုးဒေဆိုအမြင်ဆိုရေးတာမကကိုချစ်တဲ့သူတွေကိုဆုံးရှုံးရတာကိုယ့်ရဲ့ပစ္စည်းဥစ္စာဆုံးရှုံးရတာအပြင်အနာကျင့်ပူကြခံရတဲ့ abuse တို့ bully တို့ရဲ့နောက်ဆက်တွဲပေါ့နော်ပြဿနာအနေနဲ့လည်းတွေ့ရတာဖြစ်ပါတယ်ထိခိုက်ဆုံးရှုံးမှုတွေကြောင့်စိတ်ဖြစ်စီမှုဖြစ်တဲ့လက္ခဏာတွေကတော့ထိခိုက်ဆုံးရှုံးမှုဖြစ်သွားတဲ့အခါဒေဆိုရန်ဆိုအမြင်ဆိုတွေကိုအချိန်ချင်းပြန်လည်မြင်တွေ့နေရမျိုးတွေ ဒီလိုအန္တရာယ်ထပ်မံဖြစ်ပေါ်လာမှာကိုစိုးရိမ်နေနေရမျိုးတွေအဲ့ဒီစိုးရိမ်စိတ်တွေကြောင့်မလို့ဘာမှမလုပ်နိုင်မကန်နိုင်နဲ့เนาะစိတ်ဖြစ်စည်းမှုကြောင့်မလို့စိတ်ကြယောဂဘက်ကိုမဲသွားတာမျိုးတွေကိုယ့်ရဲ့အစာအသောက်အိမ်အမီလေးပြက်စီးပြီးတော့ကိုယ့်ကိုယ်ကိုထိခိုက်စေရဲ့เนาะသုံးဆွဲတဲ့နဲ့ဆေးဝါးတွေကိုသုံးဆွဲတာမျိုးเนาะဆေးဝါးအလွန်ကြုံသုံးဆွဲမိတာမျိုးတွေကိုယ့်ကိုယ်ကိုထိခိုက်စေတဲ့မှန်မှန်မကန်တဲ့အပြုအမူပြင်းမိတာမျိုးစသည်အားဖြင့်စိုးရိမ်စရာအခြေအနေတွေအမျိုးမျိုးပြောင်းလဲသွားတတ်ပါတယ် ထိခိုက်ဆုံးရှုံးမှုကြီးကြီးမားမားခံစားရတဲ့လူတိုင်းစိတ်ပစ္စည်းမှုဝေဒနာအနည်းချင်းတော့လူတိုင်းရှိကြပါတယ်အနည်းနဲ့များပဲပွာတာဖြစ်ပါတယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုချစ်မြတ်လို့တဲ့မိတ်ဆွေငယ်ချင်းเนาะကိုယ့်ရဲ့မိသားစုဝင်ထဲမှာထိခိုက်ဆုံးရှုံးမှုကြောင့်စိတ်ပစ္စည်းမှုကြီးကြီးမားမားဖြစ်ပေါ်နေရတဲ့လူတွေကိုဘယ်လိုစောင့်ရှောက်ပေးသင့်လဲဆိုတာကတော့ထိခိုက်မှုကြီးကြီးမားမားကြောင့်ဆုံးရှုံးသွားရတဲ့လူတွေပါ မိတ်ဆွေအပေါင်းအသင်းပတ်ဝန်းကျင်စောင့်ရှောက်မှုတွေလိုအပ်ပေမဲ့ပတ်ဝန်းကျင်အသားဝိုင်းနဲ့ရှောင်ဖယ်မိနေတတ်တဲ့လက္ခဏာတွေလည်းတွေ့ရတတ်ပါတယ်။ဒါကြောင့်မလို့ဒီလိုမျိုးခံစားရတဲ့သူတွေနဲ့တွေ့ဆုံရတဲ့အခါမှာစိတ်ရှည်ရှည်ထားပြီးတော့သူတို့ဘုံမှာမေးထွေးပေးဖို့လိုပါတယ်။နားလည်ပေးဖို့လိုပါတယ်။လူတွေကိုရှောင်ဖယ်တတ်ပေမဲ့လည်းစွန့်ပယ်ခြင်းမပြုဘဲနဲ့လူမှုအသားဝိုင်းတွေကိုဝင်ရောက်နိုင်ဖို့အတွက်အကူအညီပေးရမှာဖြစ်ပါတယ်။အကူအညီပေးတဲ့အခါမှာလည်းသူတို့လိုအပ်တဲ့ အရာဟုတ်မဟုတ်ကိုလည်းသိဖို့လိုတယ်ဟိုကိုယ်ကစိတ်စေတနာနဲ့ကုညီရှင်မဲ့လက်ခံတဲ့သူကလက်ခံခြင်းလားဆိုတဲ့အချက်တွေကိုလည်းထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်ထိခိုက်ဆုံးရှုံးမှုကြောင့်စိတ်ပီစီမှုဖြစ်ပေါ်နေရတဲ့လူတွေနဲ့စကားပြောတဲ့အခါမှာသူတို့ရဲ့စိတ်ခံစားမှုကိုအစပြိုးစီတဲ့ထိခိုက်ဆုံးရှုံးမှုတွေကိုခဏခဏအစပေါ်မပြောဖို့လိုအပ်တယ်လို့သူတို့ရဲ့စိတ်ခံစားချက်တွေကိုလည်းသူတို့ကိုယ်တိုင်ခွင့်ဟပြောဆိုခြင်းမရှိရဲနဲ့အတင်းမြင်းခြင်းမပြုရပါဘူး စိတ်ခံစားချက်တွေကိုသူတို့ကိုယ်တိုင်ဖွင့်ပြောလာတဲ့အခါမျိုးတွေမှာလည်းပေချာစာနာစိတ်နဲ့နားထောင်ပြီးုံများတာမကလိုအပ်တဲ့အချက်လက်ကလေးတွေကိုလည်းရင်းချမှတ်သားပေးထားဖို့လည်းလိုအပ်ပါတယ်။နောက်ထပ်ပြုလုပ်ပေးနိုင်တဲ့အရာကတော့သူတို့ရဲ့နေ့စဉ်သူကလုပ်ငန်းဆောင်တာတွေကိုပြန်လည်လုံဆောင်နိုင်မှုသူတို့ရဲ့ဝါသနာတွေကိုเนาะသူတို့ရဲ့အိမ်မက်တွေကိုပြန်အကောင့်ထဲပို့နိုင်မှုအတွက်တတ်နိုင်ရကုနည်း တင့်တယ်လို့ပြန်လဲထူထောင်ရေးလုပ်ငန်းတွေမှာလည်းသူတို့ကကိုယ်တိုင်ဝင်ရောက်ပြီးတော့ပါဝင်လှုပ်ဆောင်ဖို့လည်းစီယုံခေါ်ဆောင်တင်ပါတယ်။ထပ်ကူညီနိုင်တဲ့အချက်ကတော့မမမကန်တဲ့သတင်းတွေနဲ့အထူးတွေ့ပေးခြင်းကိုရှောင်ရှားမှာဖြစ်ပါတယ်။ဒီအနေနဲ့အပေါင်းတို့နဲ့ပတ်သက်လို့စိုးရိမ်စိတ်ကိုမြင့်တက်စေတဲ့သတင်းချက်လက်တွေဆိုရင်လည်းသတင်းချက်လက်တွေမှန်ကားဆိုတာကိုလေ့လာပြီးတော့ညဝေခြင်းပြုစုပြုစုတွေကိုစဉ်းစားတင်ပါတယ်။ ောက်တစ်ချက်ကတော့ဒီလိုမျိုးဆုံးရှုံးမှုတွေကြောင့်မလို့စိတ်ဖြစ်စဉ်ခံစားရတဲ့သူတွေကပုံမှန်ပေါ့နော်သူရဲ့ဒီတုံ့ပြန်တဲ့ mechanism အရာသူကစိတ်ကြီးတတ်တယ်သူရဲ့ဒေါသကိုသူတို့ထိန်းထုတ်တဲ့နေရာမှာဒီချိန်ဒီမှာခက်ခဲတတ်တယ်เนาะအဲတော့တည်တည်မောမလေးဆိုလို့ရှိရင်လည်းအကြီးတုံ့ပြန်မှုတွေဖြစ်တတ်တယ်เนาะမလိုလားအပ်တဲ့တုံ့ပြန်မှုမျိုးတွေနဲ့တုံ့ပြန်တာမျိုးတွေဖြစ်တတ်တယ်ဒီလိုအချက်မျိုးတွေကိုလည်းနားလည်ပြီးတော့ဒီစိတ်ထိခိုက်ခံစားရတဲ့သူတွေအပေါ်မှာစာနာပြီးတော့စိတ်ရှည်ရှည်နဲ့ လူမှုအတိုင်းအဝိုင်းအနေစောင့်ရှောက်ပြီးရမှာဖြစ်ပါတယ်သူနဲ့ဆက်ဆံစကားပြောဆိုတဲ့အခါမှာလည်းနော်ဇာဘူးနာတက်ခြင်းများသူရဲ့ထိခိုက်ဆုံးရှုံးမှုတွေကိုပို့ပြီးတော့ပေါ်လွင်စေတဲ့စကားမျိုးနစ်နာစေတဲ့စကားမျိုးရှောင်ကြည့်ရမှာဖြစ်သလိုကိုယ်တီချာမပေးနိုင်တဲ့နော်ဂတိတွေကိုယ်တီချာမလုပ်ပေးနိုင်တဲ့အရာတွေအာမခံမှုတွေကိုလည်းမပြုလုပ်ဖို့လိုအပ်ပါတယ်ထိခိုက်ဆုံးရှုံးမှုတွေကြောင့်စိတ်ပြည်စည်းမှုခံစားနေရတဲ့သူတွေကို ိတ်ရှည်စွာနဲ့ရွေးထွန်းစွာဂရုစိုက်ပေးမိပြီးတိုင်အောင်တလကြာဒီတိုင်စိတ်ဖြစ်မှုလက္ခဏာတွေကပြောင်ပြတ်မသွားဘဲပုံမဆိုးရလာပြီးရှိပါကစိတ်ပညာကိုနားလည်တကြွနဲ့နှစ်သိမ့်ဆွေးနွေးပြီးကောင်ဆယ်လာများဆရာဝန်များနဲ့စိတ်ကျန်းမာရေးအထူးဆရာဝန်တွေစီမှာပုံမကောင်းမွန်တဲ့အကြံဉာဏ်တွေကိုရယူဖို့အတွက်တိုက်တွန်းထိတ်ဆက်ပေးတင်ပါတယ်ရှင် အခုကျမရဲ့ဗီဒီယိုကြည့်ရှုပြီးတော့ကျမရဲ့ channel လေးကို like and subscribe လုပ်ပြီးပါထပ်ပြီးသိချင်တာရှိရင်လည်း comment မှာမေးလို့လည်းရပါလိမ့်ရှင်ဒီကဆုံးရှုံးမှုကြောင့်စိတ်ဖိစီးမှုတွေခံစားရပြီးနောက်ဆက်တွဲလက္ခဏာတွေကိုဖြေရှင်းဖို့ခန့်နေရခြင်းရှိရင်လည်းကျမရဲ့ Viber number ၄ရနေပြီးတော့ဆက်သွယ်ပြီးအကူအညီရယူလို့ရပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။